ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြရီမြို့ကနေတင်သွင်းတင်ဆောင်လာတဲ့ထိုင်းကုန်ပစ္စည်းတွေအနက်အကောက်ခွန်မဲ့တရားမဝင်ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးစစ်ဆေးမှုတွေလှုပ်ဆောင်မှုဖမ်းအမျိုးမှာကုန်တင်ရန်ညာနဲ့ခြေပြီးထိမ့်သိမ်းထားကြောင်းဒေသခံကုန်သည်တွေရဲ့ပြောကြားချက်တွေအရသိရပါဗျာ။ ပြီးခဲ့တဲ့ရက်ပိုင်းကဖန်မြွနဲ့အတွင်းမှာရှိတဲ့ကိုရောင်းနယ်ကိုသက်ဆိုင်ရာကအဖွဲ့ဆောင်နဲ့လိုက်လံစစ်ဆေးခဲ့ရတာကနေတရားမဝင်အကောက်ခေါ်မဲ့ကုန်ပစ္စည်းအများပြားတွေးရှိခဲ့တဲ့အပြင်တားမြစ်ကုန်ပစ္စည်းတွေကိုလည်းတွေးရှိခဲ့ရတဲ့အတွက်ကြောင့်လို့ဆိုပြီးမြရီမျိုးကနေဖန်အံဘက်ကိုဆင်းလာတဲ့ကုန်တရင်တွေကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရကြောင်းဒေသခံကုန်တဲ့တအုပ်ကပြောပါရယ်၎င်းကဆက်လက်ပြီးမလ9ရက်နဲ့6ရက်နေ့တွေမှာမြရီမျိုးဘက်ကနေဖန်အံမျိုးဘက်ကိုမောင်းနှင်လာတဲ့ ကုန်ပစ္စည်းတွေပါတဲ့ကုန်တင်ရင်ကြီးရင်ငယ်မျိုးစုံကိုတပ်ဆိုင်ရာကအဖွဲ့စုံတွေကိုတားဆီးစစ်ဆေးမှုတွေလုပ်တယ်။ပြီးတော့ဖန်မျိုးကကင်ပြင်းနယ်နဲ့ခန်းနာကျင်းပပြုလုပ်တဲ့တေရိကွဲမှာကုန်တင်ရင်တွေကိုထားထားတယ်။ ်မလ6ရက်အထိကတော့ကုန်ပစ္စည်းတွေကိုဖောက်စစ်တာမျိုးမလုပ်ကြသေးဘူးလို့ပြောပါရယ်။နေဆက်ကနေကုန်ပစ္စည်းတွေကိုအခွန်အပြည့်ဝမဆောင်ပဲကုန်တယ်ရီနဲ့အေဂျင့်တွေပေါင်းပြီးလမ်းကြောင်းရှင်းပြီးကုန်ပစ္စည်းတွေတည်ဆောင်ရမှာတာမြင့်ကုန်ပစ္စည်းတွေရှောက်ဖွေတွေးရှိခဲ့တဲ့အတွက်ကြောင့်လည်းအခုလိုကုန်တယ်ရီတွေကိုတားဆီးစစ်ဆေးတာဖြစ်တယ်လို့လည်းကြားသိရကြောင်း၎င်းဒေသခံကုန်တယ်ကဆိုပါရယ်။ထိုင်းမြန်မာနယ်စပ်ကုန်သွင်းလမ်းကြောင်းပေါ်ကနေတရားမဝင်ကုန်ပစ္စည်းတွေတည်ဆောင်နေကြောင်း တပ်ဆိုင်ရာတရားမဝင်ကုန်သွယ်မှုတက်ဖြည့်ရေးကော်မတီထံတိုင်ကြားမှုတွေရှိလာတဲ့အတွက်ကြောင့်အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုကိုရိုင်းဦးစီးပြီးနေပြည်တော်ကစစ်ဆေးရေးအဖွဲ့တွေအပေါင်းဝင်ဌာနဆိုင်ရာဘောင်းဆောင်ကစစ်ဆေးမှုတွေလှုံ့ဆော်နေရလို့သိရကြောင်းကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့နေဆက်သူတဦးရဲ့ပြောကြားချက်တွေအရသိရပါတယ်ထိုင်းနိုင်ငံဘက်ကကုန်ပစ္စည်းတွေကိုမြရီမြို့မှာဂျူတီဆောင်မီးပါကမြရီကနေဒေါနာတောင်ကျော်လမ်းကြောင်းတက်လျှောက်ကော့ဂရိတ်မြို့အထက် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံထံဂေကြီးအမျိုးမျိုးပေးခဲ့ရကြောင်းဒါ့အပြင်ကွန်ကရစ်မြို့ကနေဖန်အမျိုးအထည်၎င်းဖန်အမျိုးကနေရန်ကုန်အထည်၎င်းဂေပေါင်းစုံကိုငွေကြေးများစွာပေးပြီး ကုန်စည်ကူးသန်းရောင်းဝယ်နေကြရကြောင်းလဲကုန်တယ်တွေကဆိုပါတယ်။ကင်ပြည်နယ်ဖန်မြို့နယ်အတွင်းထိုင်းနိုင်ငံဘက်ကတင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကိုအခွန်ကိစ္စနဲ့ပတ်သက်ပြီးဖမ်းဆီးစစ်ဆေးမှုတွေလှုံ့ဆော်နေတဲ့အတွက်ကုန်တင်ရင်တွေအနေနဲ့မြရီဘက်ကနေဖန်မြို့ဘက်ကိုဆက်လက်မောင်းနှင်လာခြင်းမရှိတော့ပဲ။လမ်းကြောင်းတွေပေါ်မှာရန်နာပြီးအခြေအနေစောင့်ကြည့်နေကြတယ်လို့ကုန်တယ်တွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။